မင်္ဂလာပါရှင်။2022ခုနှစ်ဇူလိုင်လ18ရက်ဗုဒ္ဓဘုနေ့ညချမ်းလွတ်လပ်တဲ့အာစတာတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်စတင်ထုတ်လွှင့်နေပါပြီ။ကျမကခင်ခင်ဤပါ။မင်္ဂလာပါခင်ဗျာ။ကျွန်တော်ကတော့နေရင်ကျော်ပါ။ကျွန်တော်တို့ RFA ရုပ်သံသတင်းအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိတင်ဆက်သွားမှာပါ။အခုကျွန်တော်တို့စပြီးသတင်းတွေတင်ပြပါရမယ်ခင်ဗျာ။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမင်းတို့ ဒီနေ့လွှတ်တော်စီဝေခိတရန်နာချိန်မှာတည်တံ့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။ဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ကြေညာကြောင်းမရှိကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကျိုင်းကပြောပါဗျ။ဒေါအောင်ဆန်းစုကြည်ဟာလွှတ်တော်ဥက္ကဋ္ဌရုံးခန်းမှာသူရဥွှေမဲနဲ့ဆွေးနွေးပြီးတဲ့နောက်မနေ့ပြန်ကျင်းပမဲ့65နှစ်မြောက်အာဇာနည်နေ့အခမ်းအနားတွေကိုတွေ့ရောက်ဖို့အတွက်နေ့လယ်ပိုင်းမှာရန်ကုန်မြို့ကိုထွက်ခွာလာပါဗျ။ ဒေါအောင်ဆန်းစုကြည်ဟာမနေ့ဖြန်မနေ့9နာရီမှာအာဇာနည်ဗိမာန်ကိုတွားရောက်ပြီးလွမ်းသူပန်းခွေချဂါရဝပြူမှာဖြစ်ပါတယ်။အဲ့ဒီနောက် NLD ရုံးချုပ်မှာကျင်းပမဲ့အာဇာနည်နေ့အခမ်းအနားကိုတက်ရောက်မိကွန်းပြောကြားမယ်လို့သိရပါတယ်ရှင်။မြန်မာနိုင်ငံမှာခေတ္တရောက်နေတဲ့ချက်သမရနိုင်ငံနိုင်ငံကြ合いဝန်ကြီးကော်ရယ်ရှွာဇန်ဘတ်ကကွဲလွန်သူချက်သမရဟောင်းဗာစလက်ဟာဗယ်ရဲ့လက်ဆောင်အဖြစ်ဒေါအောင်ဆန်းစုကြည်ကိုနှင်းစီပန်းကြောက်တပွင့်မနေ့ကပေးရခဲ့ပါတယ်။အဲ့ဒီနှင်းစီပွဲဟာနေရင်ကျဲကျုပ်ကြခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ကိုသမရဟောင်းဗာစလက်ဟာဗယ်ခေါ်ရိုင်း မွေးနေ့လက်ဆောင်အဖြစ်နဲ့2005ခုနှစ်ကပေးဖို့ရည်ရွယ်ထားခဲ့တဲ့ပန်းပွင့်ဖြစ်တယ်လို့ချက်နိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။ချက်နိုင်ငံသားရေးဝန်ကြီးဟာနေပြည်တော်မှာမနေ့ကဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာတော့နိုင်ငံရေးကျင်းသားဟောင်းတွေနိုင်ငံရေးလှုပ်ရှားနေတဲ့ကြောင်သားတွေတိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့အစိုးရမဟုတ်တဲ့အသင်းအဖွဲ့တွေကိုလည်းဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒါ့အပြင်ချက်နိုင်ငံသားရေးဝန်ကြီးဟာသမရဦးသိန်းစိန်ပါဝင်အစိုးရအဖွဲ့ဝင်တွေနဲ့ဒီကနေ့နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်ခင်ဗျာ။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဟာ သူ့ကိုအမေရိကန်အောက်လွှတ်တော်ကချီးမြှင့်ထားတဲ့ Congressional Gold Medal ဆုကိုလက်ခံရယူဖို့လာမယ့်စက်တင်ဘာလမှာအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကိုလာရောက်မယ်လို့အမေရိကန်လွှတ်တော်ဆိုင်ရာအရာရှိတွေကပြောပါတယ်။ဒီဆုဟာအမေရိကန်အောက်လွှတ်တော်ကချီးမြှင့်တဲ့အမြင့်ဆုံးဆုတစ်ခုဖြစ်ပြီးဒေါက်ဆန်းစုကြည်ကို2008ခုနှစ်မေလကတည်းကချီးမြှင့်ထားတာဖြစ်ပါတယ်။စုပေးပွဲကိုအမေရိကန်သမ္မတနဲ့ထိတ်တန်းလွှတ်တော်အမတ်တွေတက်ရောက်မှာဖြစ်ပါတယ်။အဲ့ဒီခီးစဉ်တွင်မှာပဲဒေါအောင်ဆန်းစုကြည်ဟာ သူ့ကိုအမေရိကန်ပြည်ထောင်စုနယူးယောက်ခြေဆိုင် Atlantic Council အကြံပေးအဖွဲ့ကချီးမြှင့်ထားတဲ့ Global Citizen Award ခေါ်ကမ္ဘာနိုင်ငံသားစုကိုစက်တင်ဘာ22ရက်နေ့မှာလက်ခံရယူမှာဖြစ်တယ်လို့အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါရရှင်။သမရဦးသိန်းစိန်နဲ့နိုင်ငံရေးပါတီဆယ်ပါတီကခေါင်းဆောင်တွေဟာဒီကနေ့နေပြည်တော်မှာတွဲဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တွဲဆုံပွဲမှာပြည်တွင်းညဉ့်ဉန်းရေးရခိုင်ပြည်နယ်ရေးခင်းကိစ္စနဲ့ရွေးကောက်ပွဲပြုဝင်ပြောင်းလဲဆိုင်ကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ သမရဦးသိန်းစိန်နဲ့ဒီကနေ့တွေ့ဆုံခဲ့တဲ့ပါတီတွေကတော့ဒီမိုကရက်တစ်ပါတီမှာပြီးမျိုးသားဒီမိုကရေစီအင်အားစု NDF ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးပါတီချင်းမျိုးသားပါတီညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးပါတီပြည်တော်စုဒီမိုကရေစီပါတီဖလုံဆော်ဝေါ်ဒီမိုကရက်တစ်ပါတီမော်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနဲ့ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်ခင်ဗျာစစ်ဆိုးရလက်ထက်မှာအတိုက်ခံတွေကိုဖိနှိပ်ရေးကြိယာအဖြစ်တုံးများခဲ့တဲ့ အငင်းပွားပွဲဥပဒေနှစ်ခုကိုပြန်လည်ပြင်ဆင်ရေးအဆိုကိုဆွေးနွေးဖို့ပြည်သူ့လွှတ်တော်မှာမနေ့ကသဘောတူလိုက်တယ်လို့သိရပါဗျ။ပုံမှန်၅ညလို့လူသိများတဲ့နိုင်ငံရေးလှုပ်ရှားသူတွေကိုအရေးယူရမှာအသုံးပြုလေးရှိတဲ့အရေးပေါ်စီမံချက်ဥပဒေနဲ့မတရားသည့်ဥပဒေတို့ကိုပြင်ဆင်ပေးဖို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်ကအဆိုတင်သွင်းခဲ့တာပါ။ဒီဥပဒေပုံမှန်တွေဟာလွန်ခဲ့တဲ့နှစ်တရာကျော်ကိုလိုနီခေတ်ကတည်းကပြတ်ထန်းခဲ့တာဖြစ်ပြီး လက်ရှိငင်းချမ်းရေးဆွေးနွေးနေတဲ့လုပ်ငန်းစဉ်တွေကိုအနှောက်အယှက်ဖြစ်စေတယ်လို့ဦးသိန်းညွန့်ကပြောပါရတယ်။ဒါအပြင်တာမန်ပြည်သူအတော်များများဟာဒီပုံမှန်တွေနဲ့အေးအေးယူခံနေရတယ်လို့ဆိုပါရတယ်။ကြားဖြူပါတီခေါ်ရှန်တန်ရင်သားများဒီမိုကရက်တစ်ပါတီလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ဒေါ်နန်းဝါနုကလည်းလက်နက်ကိုင်အဖွဲ့တွေထက်စာရင်တာမန်ကျင်းလက်လူလူဟာဒီဥပဒေပုံမှန်တွေနဲ့အတော်များများအေးအေးယူခံရလေးရှိတာတွေ့ရတယ်လို့ထောက်ခံဆွေးနွေးခဲ့ပါရရှင်။ စစ်အစိုးရဆက်ဆက်အုပ်ချုပ်မှုမှာအာဇာနည်တွေရဲ့အခမ်းအနားကိုမိမ့်မိန်အောင်လှုပ်ဆောင်ခဲ့တယ်လို့ကိုမင်းကိုနိုင်ကဒီကနေ့ပြောလိုက်ပါတယ်။ရန်ကုန်တောင်တကုံမြို့နယ်မှာဒီကနေ့ပြုလုပ်တဲ့အာဇာနည်နေ့အကျိုးအခမ်းအနားမှာ88မျိုးဆက်ခေါင်းဆောင်ကိုမင်းကိုနိုင်ကပြောလိုက်တာပါ။ဒီအခမ်းအနားမှာအာဇာနည်နေ့အကြောင်းပြင်း88မျိုးဆက်ကျောင်းသားများအဖွဲ့ကအကောင့်တွေပေါ်နေတဲ့ပွင်လင်းလူအဖွဲ့စီအကြောင်းကိုလည်းဆွေးနွေးကြပါတယ်။ဆွေးနွေးဝက်တဲ့လာသူတွေကလည်းသူတို့ဒေသမှာကြုံတွေ့ရတဲ့လက်ရှိအခြေအနေတွေကိုပြန်ပြီးဆွေးနွေးကြပါတယ်။အခမ်းအနားကိုတောင်တကုံမြို့နယ်ကရမိရပ်ဖတွေ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ကိုမင်းစရာကိုချင်းမီကိုထေးကျွဲအပါဝင်88မျိုးဆက်ចောင်းသားများအဖွဲ့ကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ရဲ့နောက်ကြည့်မှန်လုံချင်းဝတ္ထုကိုရုပ်ရှင်ရိုက်ကူးဖို့အတွက်ဒါရိုက်တာဝင်းထွန်းထွန်းကကိုမင်းကိုနိုင်ကို88မျိုးဆက်ចောင်းသားများရုံးကဲမှာဒီကနေ့လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာဒါရိုက်တာဝင်းထွန်းထွန်းနဲ့အတူဒီဝတ္ထုကိုဇက်ညွန်ရေးသားမဲ့ဇက်ညွန်ရေးဆရာမြင့်ဦးဦးမြင့်လည်းပါဝင်ပါတယ်ဝတ္ထုရေးဆရာနဲ့ဒါရိုက်တာနှစ်ဦးစလုံးက အနုပညာပိုင်းမှာဘယ်လိုရိုက်ကူးခြင်းလဲဆိုတဲ့အကြောင်းအရာတွေကိုသာအထူးကထားဆွေးနွေးခဲ့တာပါအဲ့ဒါကတာမန်မြင်နေကြအနုပညာမဟုတ်ဘဲနဲ့ပုံစံတစ်မျိုးနဲ့လည်းထွက်လာနိုင်တယ်အဲ့ဒါကလက်တွေ့ဖြစ်နိုင်ခြင်းကိုစဉ်းစားပြီးတော့ထွက်လာတဲ့အနုပညာအမျိုးအစားတစ်ခုဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ပြောနိုင်တယ်အများဆုံးနည်းနဲ့နောက်ပြီးတော့ပရိသတ်တဲ့ဟိုတကယ်ရောက်တဲ့နည်းဖြစ်နေတယ်အဲ့ဒါကလူရှင်ဖြစ်ခြင်းပါလေဖြစ်နေအခုခုပေါ့ကျွန်တော်တို့ကျွန်တော်တို့စဉ်းစားထားတာလို့ရှိတယ်မကြခင်ကျွန်တော်တို့ အဲ့ဒါလေးတည်သွားပြီဆိုရင်တော့အသိပေးပါဘာလို့စာနယ်ဇင်းသမားတွေရဲ့ကျွန်တော်တို့အကောင်မှာထားတဲ့ဟို view site မှုတွေကျွန်တော်တို့နားဒီဝိတ္ထုကိုရိုက်ကူးတဲ့အခါ American ပြည်ထောင်စုကိုရောက်နေတဲ့ Director ချိုတူးစော်နဲ့ပူးတွဲရိုက်ကူးမှာဖြစ်ပြီး Director ချိုတူးစော်ပြန်လာတဲ့အခါမှာကိုမင်းကိုနိုင်နဲ့ထပ်မံပြီးတွေ့ဆုံဆွေးနွေးဖို့ကိစ္စဇန်ညွန်ရေးဖို့ကိစ္စရိုက်ကူးရေးကိစ္စတွေကိုအသေးစိတ်ဆွေးနွေးမှာဖြစ်တယ်လို့ Director ဝင်းထွန်းထွန်းကပြောပါတယ်ရှင်မြန်မာနိုင်ငံကို EIDI ခေါ်နိုင်ငံတကာသံရဇာတ2ဖော်ရေးလုပ်ငန်းများပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့လက်ခံဖို့စဉ်းစားနေတဲ့အကြောင်းကိုမြန်မာနိုင်ငံကိုတွားရောက်လေ့လာနေတဲ့ EIDI အဖွဲ့ကပြောလိုက်ပါတယ်။ The EIDI the Extractive Industries Transparency Initiative is a global standard for transparency ။ကျွန်တော်မြန်မာဗြိတိရှ်တန်ယုံ British Council မှာမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ EIDI အကြီးအကဲ Mr. Yunus Mubarak အခုလိုပြောလိုက်တာပါ။မြန်မာနိုင်ငံကရေနံနဲ့တပ်တူတွေလုပ်ငန်းတွေမှာအစိုးရနဲ့အလုပ်ကိုင်လုပ်နေတဲ့ဖွဲ့စည်းတွေရဲ့အနေအထားတွေကိုလေ့လာခဲ့တဲ့အကြောင်း EIDI အဖွဲ့ဟာရေနံ ။တဘာတန်းငွေနဲ့တပ်တူရင်းလုပ်ငန်းတွေမှာကုမ္ပဏီတွေရဲ့ငွေပေးငွေချေလုံထုံးလုံနေတွေပွင့်လင်းမြင်သာမှုရှိဖို့နဲ့ဒီလုပ်ငန်းတွေကနေရတဲ့ဘဏ္ဍာငွေကြေးကိစ္စမှာအစိုးရကတာဝန်ခံမှုရှိဖို့လှုံ့ဆော်နေတဲ့နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့အကြောင်း Mr. Jonas ကပြောပါတယ်။သူပါဝင် EITI အတွင်းမှုရုံးအဖွဲ့ဝင်တွေဟာတနင်္လာနေ့ကမြန်မာစိုးရဝန်ကြီးတွေနဲ့နေပြီးတော့မှတွေ့ဆုံဆွေးနွေးခဲ့ပြီးအင်္ဂါနေ့မှာတော့ဒေါက်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Mr. Jonas ကပြောပါတယ်။ EIDI အဖွဲ့အကြီးအကဲမစ္စတာယူနက်စ်နဲ့အဖွဲ့ကိုစက်မှုဝန်ကြီးဦးစိုးသိန်းကဖိတ်ကြားခဲ့တာဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံတဝမ်းမှာမနေ့ဖြန်ဇူလိုင်လ19ရက်နေ့ကျင်းပမဲ့65နှစ်မြောက်အာဇာနည်နေ့ထိမ်းမှန်ခြေတက်လေးပြုလွမ်းသူပန်းခွေချမဲ့အစီအစဉ်တွေကိုအာဏာပိုင်တွေကတားဆီးပိတ်ပင်နေတယ်လို့သတင်းရရှိပါတယ်မွန်ပြည်နယ်အတွင်းကမြို့နယ်၄မြို့နယ်မှာအာဇာနည်နေ့ခန္ဓာကျင်းပခွင့်ရဖို့တင်ပြတောင်းဆိုခဲ့ရမှာမြို့နယ်အာဏာပိုင်တွေကအခမ်းအနားကျင်းပမဲ့နေရာတွေဟာစီပင်သားရပိုင်မြေ အများပြည်သူအပန်းဖြေရဥယျာဉ်ပန်းချံဖြစ်တဲ့အတွက်ခွင့်မပြုနိုင်ဘူးဆိုပြီးပိတ်ပင်ခဲ့တယ်လို့မော်လမြိုင်မြို့နယ် NLD ပါတီဝင်တဦးကပြောပါတယ်။အလားတူပြည်ဒလတောင်ကြီးပင်လုံးပြင်းမနာအောင်ပန်းစတဲ့မြို့တွေမှာလည်းအာဇာနီနေ့အခမ်းအနားတွေကျင်းပဖို့စီစဉ်ကြတာကိုတပ်ဆိုင်ရာတွေက ပိတ်ပင်နေတဲ့အတွက်အာနာဘိန်တွေရဲ့လှုပ်ဆောင်ချက်တွေအပေါ်မှာမေးခွန်းထုတ်เสียဖြစ်နေတယ်လို့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုချင်မီကဝေဖန်ပြောဆိုလိုက်ပါတယ်။အခုတိုင်းပြည်ရဲ့အခြေအနေကတောင်းလန်းနေပြီ ဟာလာအာဇာနည်ခေါင်းဆောင်ကြီးရဲ့ဒီအခြေအနေကြတဲ့အရင်ရတဲ့ဆာလို့ရှိရင်ပို့ပြီးတော့ကောင်းလာပြီဟာလာဒီအာဇာနည်နေ့ဟာဘာပဲဖြစ်ဖြစ်အရင်ကပြည်ပင်ခံထားရတဲ့ဟာတွေကပြန်ပြီးတော့ပွင့်ထွက်သွားပြီအာဇာနည်ခေါင်းဆောင်ကြီးကိုပြည်သူတွေရဲ့ရင်ဝင်နဲ့ပြန်ရောက်လာပြီလို့မျှော်လင့်နေတဲ့အချိန်မှာဘာဖြစ်လို့ဒီလိုလုပ်ရမျိုးတွေဖြစ်လောက်ရတာလဲဒါအများကြီးစဉ်းစားကြချက်ရှိတယ်88မျိုးဆက်ចောင်းသားများအဖွဲ့အနေနဲ့မင်းက်ပြန်ဇူလိုင်16ရက်နေ့မှာအာဇာနည်ပြည်ပင်ကိုတွားရောက်ပြီးပန်းခွေချကြမယ်လို့လည်းသိရပါတယ်ရှင် ထိုင်းနိုင်ငံချင်းမိုင်မြို့ကဝက်ဆိုင်မွန်မြန်မာဖုန်းတော်ကြီးကြောင့်မှာမြန်မာဆရာတော်ကျောင်းတိုင်ခန့်အရေးအတွက်ဗန်ကောက်မြန်မာတန်ယုံကတန်အမတ်ကြီးနဲ့အဖွဲ့ဟာမနေ့ကကျောင်းကိုတွားရောက်လေ့လာခဲ့ပါတယ်။မြန်မာတန်အမတ်ကြီးဥတင်ဝင်းနဲ့အဖွဲ့ဟာဝက်ဆိုင်မွန်ကျောင်းကမြန်မာတန်ကားတွေမြန်မာဗုဒ္ဓဘာသာအသင်းဝင်တွေချင်းမိုင်အခြေဆိုင်စေနာနာယေးကူညီမှုအသင်းဝင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုတွေ့ဆုံရမှာမြန်မာဖုန်းတော်ကြီးတပါကျောင်းတိုင်ဖြစ်ထားရှိဖို့နဲ့ပတ်သက်လို့မြန်မာတန်ယုံအနေနဲ့အတက်နိုင်ဆုံးကူညီမဲ့အကြောင်းနဲ့ နိုင်ငံတော်သမ္မတဥသိမ်းစိန်လည်းမကြခင်ထိုင်းနိုင်ငံကိုချစ်ကြည်ခရီးလာဖို့ရှိတဲ့အတွက်ကြောင့်ဒီအကြောင်းနဲ့ပတ်သက်လို့သမ္မတကိုတင်ပြမယ်လို့သံမကြီးဦးတင်ဝင်းကပြောပါတယ်။သမ္မတကြီးနေသမ္မတကြီးဆိုတာသမ္မတကြီးနေဒီကောင်ကိုပြောတယ်။ပြတ်ချင်ကြတယ်ဆိုတော့ကဲပြောလို့ဆိုတော့သမ္မတကြီးတင်ပြမယ်။သမ္မတကြီးအကြမ်းမင်းတော့ထားတာရှိမှဖြစ်တယ်။ပြီးခဲ့တဲ့နှစ်ဩဂုတ်လက Wassaimon ဆရာတော်ဦးအားတပပြန်လည်တော့မူပြီးတဲ့နောက်မှာတော့ထိုင်းတန်ကနိုင်ငံအဖွဲ့က ဒီကြောင်းမှာထိုင်းစီရတို့တပါကြောင်းထိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း၄00ကျော်ကတည်းကမြန်မာဖုံးတော်ကြီးအဆက်ဆက်ကြောင်းထိုင်ခဲ့တဲ့အဲ့ဒီကြောင်းမှာမြန်မာတန်ဃာတော်တွေရဲ့ဆက်လက်ကြောင်းထိုင်권ရဖို့အတွက်ကိုချင်းမိုင်မျိုးကမြန်မာပြည်သားဗုဒ္ဓဘာသာဝင်တွေကတောင်းဆိုနေကြတာဖြစ်ပါတယ်ခင်ဗျာဒီညအတွက်တရင်ကဏ္ဍကိုဒီညနဲ့ရန်နာခွင့်ပြုပါ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတူတင်ပါတယ် ကြခင်မိနစ်ပိုင်းအတွင်းမှာပဲသတင်းဆောင်မတွေကိုဆက်လက်တင်ဆက်မှာပါရှင်။ဟုတ်ကဲ့ပါခင်ဗျာကျွန်တော် RF ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိတင်ဆက်နေတာပါ။ကျွန်တော်တို့စီကိုဝေဖန်ကြံပေးပေးချက်တွေလည်းဖိတ်ခေါ်ပါရခင်ဗျာ။ င်သံကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုတင်းဆောင်မတွေကိုဆက်ပြီးထုတ်လင်းဖို့ဖြစ်ပါတယ်ရှင်ရှင်းစားရေးမျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကွန်နိုင်ရေးသားတယ်နောက်ကြည့်မှအမည်ရှိတဲ့ဝတ္ထုစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကိုမန္တလေးမြို့မှာဇူလိုင်လ16ရက်နေ့ကကျင်းပခဲ့ပါတယ်ဒီအကြောင်းကိုကျွန်တော် RFA တင်းတော်ကိုသူရင်စိုးကဆက်ပြီးတင်ပြပေးပါလိမ့်မယ်ခင်ဗျာចောင်းသားကောင်းဆောင်မင်းကွန်နိုင်ရဲ့နောက်ကြည့်မှစာအုပ်မိတ်ဆက်ပွဲနဲ့စာအုပ်လက်မှတ်ရေးထိုးပွဲကို DNG Food Center မှာကျင်းပနေတာပါ နောက်ကြည့်မှန်ကိုအားပေးကြတဲ့အလှပေါင်းစုံကအရွယ်ဆုံးပြိဋ္ဌာန်တွေအတွက်ကုမေကုနိုင်ကစာအုပ်မှာလက်မှတ်ရေးထိုးပေးတဲ့အပြင်သူကိုယ်တိုင်ရေးဆက်ခဲ့တဲ့နှင်းစီနီဥဒန်းကပြကိုလည်းလက်ဆောင်ပေးလိုက်ပါသေးတယ်။ဟောကျွန်တော်ကအစလေးကမန္တလေးနဲ့လည်းကျွန်တော်လည်းခံစားရတဲ့အချင်းတော့ဝိုးဝေးလို့နောက်တစ်ခုကမန္တလေးပြည်တော်ရဲ့စာပေအင်အားကိုကျွန်တော်ကတော်ကြီးကငငယ်လေးကကျွန်တော်အေးမြတ်ပြီးကြပါပါ။ ဆိုတော့မန္တလေးဘုံရွာဆိုတာကစာဖတ်အောက်ကောင်းတဲ့နေရာတွေလည်းရှိတယ်နောက်ပြီးတော့ညင်းချင်းနောက်ခါရအမှန်မြင်ပါတဲ့နေရာဖြစ်တော့ဒီနေရာကိုကျွန်တော်ရောက်လာတဲ့အချိန်မှာကျွန်တော်စာအုပ်ကိုဝယ်ပြီးတော့လက်မှတ်ထိုးဖို့တောင်းဆိုတဲ့ပြင်သစ်ရှိတာကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တံမိုးထားပါတယ်အဲ့ပေးတာရဲ့အဖေမှုတော့တံမိုးထားတယ်ရေကျင်းမှုရအမှန်တန်မြင်ပါခဲ့တဲ့သမိုင်းနောက်ခံရဒီမှာတံမိုးတစ်ခုရှိနေတဲ့မန္တလေးစာဖတ်ပရိသတ်ကိုကျွန်တော်ပေးတင်တာတွေ ျွန်တော်စာအုပ်ထဲမှာအများကြီးမပါပါနဲ့အတန်အသင့်ကြောက်သွားလို့စာပါနောက်ကြည်မှန်ဟာ1988ကာလကျောင်းသားလှုပ်ရှားမှုသမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ဒီလေးလုံးအရေးတော်ပုံကြီးမတိုင်မီကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့သက္ကသိုလ်ကျောင်းသားတွေရဲ့ဘဝကိုရုပ်လုံးပေါ်အောင် ကိုမင်းကိုနိုင်ကသူ့ရဲ့နောက်ကြည်မှန်နဲ့သေုပ်ဖော်ထားတာပါ။ဒီစာအုပ်ကိုအရှိတ်ကျဲစာအုပ်တိုက်ကထုတ်ဝေတာ ဖြစ်ပြီး စာအုပ်မှာကိုမင်းကိုနိုင် ကိုတိုင်မျက်နှာဖုံးသေးခေါ်ပကြီးရေးဆွဲထားတာပါဒီပွဲကိုစာဖတ်ပရိသတ်တွေအပြင်မန္တလေးမြို့ကစာပေလောကသားတွေစာနယ်ဇင်းသမားတွေလည်းတက်ရောက်ခဲ့ကြပါတယ်။ကမာလူငယ်ပြောင်းရေးတဲ့ဆောင်းတို့ကမာပြည်မှာအုပ်ဝေတွေတောင်းချီရတဲ့ဆောင်းတွေထုံးလာတယ်ကျွန်တော်ကြည့်နေတာ။ဒါကိုသူတွေကိုမင်းကိုလည်းပရိသတ်လဲပါတယ်။ နိုင်ငံရေးလုပ်ခဲ့တာတည်းပို့ကလောင်ရှင်တစ်ချောင်းကလောင်တစ်ချောင်းပိုင်တော့မှာနော်ပိုင်ပြီးသားကလောင်ဆွေးဆွေးနေစုပ်ကင်ထားတော့မှာတည်းပို့နောက်ကြည့်မှဟာကိုမင်းကိုနိုင်ရဲ့ပထမဆုံးပုံနှိပ်ထုတ်ဝေတဲ့လုံချင်းဝိထုဆိုပေမဲ့မထုတ်ဝေဖြစ်သေးတဲ့ဝိထုတွေကြပြတွေလည်းအများပြားရှိပါသေးတယ်။အချင်းချင်းဖန်းခါတော့ကျွန်တော်တင်ထားတဲ့လူတွေကကြောက်လန့်ပြီးတော့ဖြတ်ပြီးပြလိုက်ကြတယ်။အဲ့မှာကျွန်တော်အများကြီးပါသွားတယ်။ဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာတော့မမေ့တာတွေရှိတယ်။ပြန်ရင်းရင်လည်းရတယ်။အခုပဲရှိတယ်။ငယ်အတွေးကို လူကြီးလက်နဲ့ပြန်ရမှာဆိုတော့တော်တော်တော့ပါးစပ်ကြဖြစ်ပါကိုမင်းကိုနိုင်ရဲ့58နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ်ထိုင်းနိုင်ငံအခြေစိုက်နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AABB ကနောက်ကြည့်မှန်ဝတ္ထုကို2009ခုနှစ်ကတကြိမ်ထုတ်ဝေခဲ့ပါသေးတယ်ခင်ဗျာစကိုင်းတိုင်းစလင်းကြီးမြို့နယ်ကံကုန်းကျေးရွာမှာကျင်းနီစီမံကိန်းအတွက်ချက်လုတ်တဲ့ ဆာဖူရစ်အက်ဆစ်ဆက်ယုံကြောင့်အနီးပတ်ဝန်းကျင်ကဒေသခံတွေကျန်းမာရေးပြဿနာတွေဖြစ်ပေါ်နေရပါတယ်ဒီအကြောင်း RV ဆောင်မရှင်ခင်စီတာကအခုလိုတင်ပြထားပါတယ်ရှင်မုံရခိုင်ရိုင်စာလင်းကျင်းမြို့နယ်အတွင်းကကျင်းနီတူဖော်မှုစီမံကိန်း area နေမြေအတွင်းကကံကုန်းရွာအတွင်းမှာစီမံကိန်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေရပါတယ်အဲဖုံဖုံရဲ့အမိကတော့ဥတော်ဗနာလို့ခေါ်ပါတယ်အဲဖုံဖုံနေထိုင်တဲ့အကြောင်းကတော့ ဒါလင်းညင်းတောင်ပေါ်ကျောင်းတိုင်လို့ခေါ်ပါတယ်။နေထိုင်တဲ့အရက်ဒေသကတော့ဆလင်းကြီးမြို့နယ်ကံကုန်းကြီးရွာအဲဒီတောင်ပေါ်ပေါ့နော်။အဲသူတို့ဒါမိုင်းခွဲတဲ့အခါကျတော့ဒီကျောင်းတိုင်ကြီးဟာအင်မတန်မှတုန်ခါမှုတွေအများအားဖြစ်တာပေါ့နော်။အဲတိုက်တွေဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့အက်လာတယ်။အက်တဲ့ဘက်ကနေတဖြည်းဖြည်းနဲ့ဒါပြိုကျပျက်စီးတဲ့အနေထားဒါရောက်နိုင်တာပေါ့သူတို့မိုင်းကတပတ်မှတစ်ခါခွဲတယ်ဆိုတော့ ဲ့ဒါမိုင်းခွေးချင်းရဲ့ဌာနေရာအကြောင်းမှာအင်မတန်မှခံစားရပါတယ်เนาะနောက်ပြီးတော့ဒါဖုံဖုံရဲ့ကျမ်းမာရေးပြောမယ်ဆိုရင်တော့ကျမ်းမာရေးရတာအဲမနခင်လင်းလာတာနဲ့တပြိုင်တည်းဒါချွဲကတ်တယ်ချောင်းဆူတယ်အစုပ်တွေဒါပျက်စီးတဲ့လက္ခဏာလို့ဖုံဖုံကထင်တယ်ဒါအပြင်ကံကုန်းရွာအတွင်းကရေရင်းရေကန်မြောင်းမှာလဲစီမံကိန်းကစွန့်ပစ်ပစ္စည်းများစိတ်ဝင်မှုကြောင့်တောက်တုံးရေမရနိုင်တဲ့အခြေအနေများလဲဖြစ်ပေါ်နေရပါတယ် ။အော်ရေကိစ္စကျွန်တော်တို့စီမှာကစောစောကျွန်တော်တို့2000 2000ခုနှစ်ပတ်ဝန်းကျင်လောက်ကတော့ကျွန်တော်တို့ရွာကျွန်တော်တို့အိမ်တွေကညီတော်နေနေပဲတောက်သုံးလို့ရရတာ။ကျွန်တော်တို့ခု2005 2006လောက်ကလေးကခုချိန်ကြတော့လုံးဝကိုရေတောက်သုံးလို့မရတဲ့အခြေအနေမျိုးမှာရှိနေတာ။ကျွန်တော်တို့တချို့ရေးနေမိုင်းဘက်ကနေပြီးတော့ပေါ့ဗျာ။နော်ဌာနဆိုင်ရာတွေတော့လားစစ်တယ်လားစစ်ပြီးဒီရေမျိုးစားကဘာဖြစ်နေလဲညာဖြစ်နေလဲကျွန်တော်တို့ကြီးပါတော့မသိရဘူးကျွန်တော်တို့စံနမူနာလေးတွေလားလာယူသွားတယ် ယူသွားပြီးတော့အခုဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကြေးရွာကိုတော့ဘာမှပြန်မပြောဘူးရေရဲ့အစင်တန်းပေါ်ပြားကျွန်တော်တို့ဟိုကြားနေရတော့ PH 1 2 3 4 5 6 7 7ဆိုတော့ဘယ်အဆင့်ရောက်နေကြောင်းတော့မသိဘူးရဲ့မတန့်ရှင်းမှုအခြေအနေကိုမန္တလေးမှာရှိတဲ့ဓက်ခွဲကန်းရဲ့စစ်ဆေးချက်ကိုလည်းရရှိထားပြီးဖြစ်ပါတယ်။ကံကုန်းရွာအတွင်းကကလေးငယ်တချို့မှာအုံနောက်မေပါရောင်ရမ်းခြင်းယောဂများဖြစ်ပွားခဲ့ပြီးစာတင်ကြားရမရနိုင်တဲ့ဉာဏ်ရည်နှိပ်ပါမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ကံကုန်းရွာသားများဟာကျင်းညီစီမံကိန်းအတွင်သူတို့ရဲ့လယ်မြေများကိုဆုံးရှုံးခံခဲ့ကြရတဲ့အတွက်ထွေရက်ဆိုင်ပြိုးစရာလယ်မြေများရှိတာကြောင့်ဒုဒ္ဒါချက်လုပ်ပြီးအသက်မွေးခဲ့ရသည်များလည်းရှိပါတယ်။အခုတော့ကလေးကူတာကလည်းဟိုပါပြီးတော့ကြာတော့ဆင်းရဲတော့ကလေးကူတာကအဲ့တော့30လောက်ကုန်သွားတော့ခုကြာတော့လက်မဲ့လို့ဖြစ်နေတော့မကြွေးနိုင်တော့ငကတော့ကတော့ကြွေးတယ်ဆရာမလိုးလို့ဆေးကိုပြောလို့မရဘူး။ ရွာအတွင်းမှာဒုထချက်လုပ်ခြင်းရွာနဲ့အနီးမှာအက်ဆစ်ချက်လုပ်တဲ့စက်ရုံတရှိနေခြင်းကြောင့်ရွာသူရွာသားများတွေစမ်းမရေးဆူဆူရွာထိခိုက်မှုတွေလည်းဖြစ်ပေါ်ခဲ့ရပါတယ်ဆူဆူကတော့တော်တော်လေးများပါတယ်ကျွန်တော်တို့ရွာဥမှာအကြောင်းဆိုရင်ကျောင်းသားဥကြီးမှာ880လောက်ရှိပါတယ်ကျောင်းဆရာဆရာမများဟို36လောက်ရှိပါတယ်အဲ့ဒါတွေကစက်ရုံကြီးလေတဲ့ခါကြာဆိုရင် ဟိုအခုငွေတွေကနေပြီးတော့အတက်ရှူမဝလောက်အောင် ဖြစ်သွားပါတယ်ဆက်ယုံနေတဲ့ခါမှာဆိုရင်တော်တော်လေးဟိုယောဂါတွေလည်းများများပြားပြားရွာမှာလည်းဖြစ်ကြပါတယ်ဒီအခုငွေအန်နေရနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးကိုတော်တော်ထိကြိုက်ခံရဘူးလေညားပြားလာပါတယ်ဒီအဆက်အငွေ့ကလေးအားရှိတဲ့အခါကျတော့အထက်ကောင်းငင်ကိုမတက်ဖက်နဲ့အောက်ကိုဝေအားနဲ့ အော်ပြကြလာတာပြကြလာတဲ့ခါအเจ้าလူเจ้าသားတွေရောအဲဆရာဆရာမတွေရောအเจ้าတင်တဲ့ခါကြဆိုရင်လူလူလေတဲ့ခါမှာဆိုရင်အသက်ရှူမွားတာတွေကအများကြီးဖြစ်တယ်။နောက်ပတ်ဝန်းကျင်တစ်ပိုင်းမှာဆိုလေလူကောက်ပဲတိနဲ့နေစိုက်တယ်နှမ်းလို့ဆိုရင်ချစ်ချင်းမဖြစ်တော့အောင်ဆင်တီရောက်ရောက်သွားပါလေ။အဲ့ဒီလိုအเจ้าအချက်တွေကြောင့်ကန်ကုန်းရွာသူရွာသားများဟာသူတို့ရဲ့တေးရွာအနီးရနေအနေရရှိတဲ့ acid ချက်ဆက်ယုံကိုပြောင်းရွှေ့စေလိုတဲ့ဆန္ဒတွေရှိနေကြပါရဲ့ရှင်။ အဲကျွန်တော်တို့ဒီ SSA ုံကြီးကြောက်လာတဲ့အချိန်ပိုင်းကနေပြီးတော့ကျွန်တော်အနေနဲ့အကဲခတ်မိတာတော့စောစောပိုင်းကဆိုရင်တော့ကိုယ်ဝန်ဆောင်မိခင်များနဲ့တကွအဲကလေးတငယ်လေးတွေရိုးပြော့ယောဂလေးတွေနောက်ဦးနှောက်မိအောင်လာလေးတွေနောက်ပိုင်းအဆုတ်ရင်ချက်ကလေးတွေဖြစ်လာကြတာပေါ့ဗျာအဲ့ဒါလေးတွေကိုပဲကျွန်တော်တို့ကဗုဒ္ဓဘာသာယူရဆိုရင်တော့ဒါရိုးရလိုက်ပဲအဝိနာကန္နာသဘောတရားအနေနဲ့ဖြစ်လာတာပဲလို့ပဲကျွန်တော်တို့ကအဲသတ်မှတ်ထားတယ်ပေါ့ အဲနောက်ပိုင်းမှာဆိုရင် ဖြစ်ပါများလာတဲ့အခါကျတော့ဒီတိုင်းတော့အဲကျွန်တော်တို့စဉ်းစားမိတဲ့အချိန်ပိုင်းမှာဒီအငွေ့အသက်ရှူဆိုင်ရတဲ့အချိန်ပိုင်းအဲကျွန်တော်လူကြီးတွေတော်မှပဲအဲဒီဆက်ယုံကအငွေ့အသက်ကိုရှူမိလို့ချင်းရင်ကျပ်ရင်နေကျက်လာတယ်ချောင်းဆိုးလာတယ်ဒီကိစ္စလေးတွေကိုတတိထားမိတဲ့အခါကျဒီဆက်ယုံရဲ့အဲဘေးအတွက်ဆူကျူးတွေပဲဆိုတာပဲကျွန်တော်တို့ကသတ်မှတ်လိုက်တာပါပဲဒါမှမဟုတ်ကျွန်တော်တို့အနေနဲ့ကဒီဆက်ယုံကြီးဟာဒီသူကြီးသားတွေနဲ့တကွာကျွန်တော်တို့ကြေးရွာ ကြည့်ရသူကြည့်ရတာကျောင်းသားလူငယ်လေးတွေကစပြီးတော့အားလုံးဟာဆိုးကျိုးအတွက်ပဲပြီးနေတယ်လို့ပဲကျွန်တော်တို့ကသတ်မှတ်လိုက်ပါတယ်။အဲဒါကြောင့်အဲဒါကြောင့်မို့ဒီစိတ်ဝင်ကြီးကိုနိုင်ငံတော်သမနာယူသိမ့်စိန်နဲ့ကွာသက်ဆိုင်ရာဌာနအသီးသီးကနေပြီးတော့ကျွန်တော်တို့ကြည့်ရတဲ့လူကင်းရနေရာတနေရာကိုကြောင်းရွှေ့ပြီးတော့ဒီဆောက်ပေးဖို့ရအတွက်ကျွန်တော်များအနေနဲ့သနာခံပြီးတော့ပြင်ပြအပ်ပါတယ်။ ုတစ်ခါတော့တရုတ်နိုင်ငံကိုရေနံနဲ့တဘာတန်းကိုရောင်းချဖို့အတွက်ပိုင်လိုင်းသွတ်တမ်းမှုကြောင့်တဘာပေါ်အောင်ရင်ပြက်စီပြီးဒေသခံတွေမြေယာအသိမ်းခံနေရတဲ့အကြောင်း RFS ဆောင်းပါရှင်နေတံမောင်ရဲ့တင်ပြချက်ကိုထုတ်လွှင့်ပေးပါပါခင်ဗျာ။စခိုင်းပြည်နယ်ကြောက်ဖြူရေနံစိတ်ကန်းကနေတရုတ်နိုင်ငံယူနန်ပြည်နယ်ထိဆက်သွယ်ထားတဲ့ရေနံနဲ့တဘာဝတန်းကိုပိုင်လိုင်းဖောက်လုပ်မှုကြောင့်ထိခိုက်နစ်နာသွားသူတွေကိုရောကြေးပေးလှုပ်ဆောင်နေတယ်လို့ South Asia Gas Pipeline Company Limited ကရန်ကုန်မြို့မှာတရင်းမီဒီယာချုပ်ကိုပြောဆိုခဲ့ပါတယ်။ ပိုင်လိုင်းစီမံကိန်းအတွက်မြေယာရီတင်းယူမှုကိုယာကြီးနဲ့အမြဲတမ်းဆိုပြီးနှမျိုးခွဲခြားတင်ပိုက်ပြီးမြမရင်နံနဲ့တဘာဝတငွေလုပ်ငန်းနဲ့တိုင်ပင်ပြီးတင်းယူတာဖြစ်ပါတယ်။တင်းယူသမျှ90ရာခိုင်နှုန်းကိုရော်ဂျီပေးပြီးသားဖြစ်တယ်လို့အဲ့ဒီကုမ္ပဏီကထုတ်ပြန်တဲ့ဈေးတွေထဲမှာဖော်ပြပါတယ်။ဒီပိုင်လိုင်းတွေဖြတ်တန်းရာပြည်နယ်တိုင်း၄ခုထဲကမန္တလေးတိုင်းပြည်ဦးလွင်ကကြေးရွာတွေမှာတော့ရော်ဂျီငွေမရရှိကြပါဘူး။ပိုင်လိုင်းတွေဖောက်လို့မှုကြောင့်ဖုံးတော်ကြီးចောင်းနာကရေထွက်ကနန်းကြီး ျက်စီးသွားခဲ့တယ်လို့ဆရာတော်ကမိန့်ပါတယ်။ရန်ကုန်ပိုင်းတိုင်းဖောက်သွားတာကဘုန်းကြီးရေတွက်ကဏ္ဍကြီးကိုဖျက်ပြီးတော့ဖောက်လိုက်တဲ့အတွက်ကြောင့်ရေတွက်ကြီးကပျက်စီးသွားတာ။အဲ့လိုပြည့်စည်သွားတဲ့အတွက်ကြောင့်ကြောင်ဖုန်ကြီးကြောင်နဲ့ဒီနောက်ဝဘိုးကြီးပါနေတာ။နောင်ကြလို့ရှိရင်ရေအတွက်လုံးဝအဆင်ပြေနိုင်စရာအကြောင်းရှိတော့။ပိုက်လိုင်းဖြတ်တန်းဖောက်လုပ်တဲ့လမ်းတစ်ချောင်းတစ်ချောင်းမှာတာသနာနယ်မြေတွေ၊ဇီဒီပထိုးတွေ၊စာတင်ကျောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုံတွေရှိပါကလုတ်ကင်းအောင်ရှောင်ကွင်းရမယ်လို့ဆိုပေမဲ့လက်တွေ့မှာတော့ဖုံးတော်ကြီးကြောင့်လည်းရေထွက်ကနိုင်ကြီးကတော့ပျက်စီးသွားခဲ့ပါပြီအဲဆုံးရှုံးနေနံမှုတွေကအနံကပီတီယာဒီလိုအခြေလက်ဖြိုက်ပါဒါပေမဲ့သူတို့ပီတီယာတို့တတ်မှတ်ပြီးတော့သူတို့ဒီဘက်ဖူးကြီးတွေကအလေကောင်းနေသွားပြီးတော့ဒါကဒန်ဂူပိုက်လိုင်းရဲ့ရေနံပိုက်လိုင်းရဲ့ပိုက်လိုင်းတစ်ခုတော့ကဒီပီတီယာရဲ့ နေကုန်ပေါ့နော်အေရိယာနဲ့စမှာထားပြီးတော့မြေကြီးကော်ထုတ်လိုက်တဲ့ခါကျတော့ပေတရာရဲ့အပြင်ဘက်ကိုပေ၄၀လောက်တစ်ဖက်တစ်ဖက်ကြီးတော့ပေ၈၀လောက်ကထိခိုက်သွားတယ်တချို့ကြတော့ဒီစတော်ဘယ်ရီခင်းတွေအဖုတ်ခံလိုက်ရတယ်တချို့ကြတော့ဂျုံငင်းတွေဖုတ်ခံလိုက်ရတယ်ဟုတ်လားဒါတွေသူတို့နစ်နာသွားတယ်နောက်တစ်ခုဒီပိုင်လင်းကြီးနဲ့တွေ့တူးလိုက်တဲ့အတွက်မြေပုံကြီးနှစ်ခုဘေးမှာချလိုက်တဲ့အတွက်ဟုတ်လားအထက်ကနေပြီးရေရွာတဲ့အောက်ကလေချမ်းကြီးကရေမရတော့ဘူး ခုနလားလောက်အတွင်းမှာအဲ့ဒီအောက်ဘက်မှာရှိနေတဲ့ရေခွက်တွေခြံခွက်တွေကဘာမှအပ်ပြီးလို့မရတော့ဘူး။အဲနောက်တစ်ခုသူတို့ပေးတရားတာပြောတာသူတို့ဒီဘူရဇာကြီးတွေနောက်တစ်ခုဟိုဟိုဘာကမလဲဟိုဘက်ဖိုးကြီးတွေဟာဟိုဖြတ်ဝင်နေတဲ့နေရာဖြတ်ဝင်တာကဖြစ်ဖြစ်ပုံကဂျားတွေကနေဖြတ်ပြီးတော့သူတို့ဟိုအနိစ္စဆုံးဖြစ်အောင်ဖြတ်ဝင်တာလည်းရှိတယ်။အဲ့ဒီကိစ္စတွေတော့လေဘယ်တောင်သူကောင်မှလည်းဟိုလာအတိပေးတာမရှိတယ်လို့ခွင့်တောင်းတာလည်းမရှိဘူး။ အဲအဲ့ဒီကိစ္စတွေအတွက်လေဒီတရုတ်တွေနဲ့လောက်ရတာဒေသခံတွေကတော်တော်ပင်ပန်းနေကြတယ်စိတ်လည်းညစ်နေကြစီမံကိန်းညာတိုင်းုံရတဲ့မြေတွေထဲမှာမြေယာနဲ့တင်းနံဆိုင်ကင်းတွေပါဝင်နေခဲ့ရင် ကာလပေါက်စေးတိုင်းရောကြီးပေးဆောင်ရမယ်ဆိုတဲ့စီကံတွေရှိပေမဲ့အောင်ချမ်းသာကျွရာအုပ်စုနေတောင်သူတွေကတော့အဓမ္မတိုင်းုံချင်းကိုခံစားနေကြရပါတယ်ဒီဘိုးကကျွန်တော်တူတော်ရှိတာကနေနမှုရတာခင်ဗျာဘုံနေနမှုရှိရသောကိုပြောတဲ့ခဏဖြူသွားရဲ့ခဏပါသွားရဲ့ ဒီဒုက္ခနေမို့လားဒီကံစုံမှတူပါတယ်ကျွန်တော်အဲ့ဒါဖုတ်ပြတယ်ဒီဒလေကြတဲ့ယူတစ်စက်မှလည်းမလာတော့ဘူးဥပ္ပိယအချက်မှမိသူမိဝါတူတူအောင်မှမရှိဘူးလို့ပြောထားတဲ့စကားတိုင်းဆိုရင်ကျွန်တော်တို့ထောက်ကြစရာအကြောင်းမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကဥပ္ပိအချက်မှခွာပြီးထိုင်စီးထားတဲ့အာနာရှင်ရှင်နေသေးဆိုတော့အေးအာနာရှင်ကအဲ့ဒီညောင်ကောင်ကောင်နေ ထောင်ပန်းနေနေချလိုက်ပါလို့အမိတ်ပေးလို့တရားသူကြီးအေးအမိတ်ကိုနာခံပြီးတော့များကျွန်တော်တို့ထောင်ချမယ်ဆိုတော့ကျွန်တော်မမျော်လင့်စရာအကြောင်းကြီးအများရှိတာပေါ့ဗျာဘာမှမရှိတဲ့တောင်သူဆင်းရဲသားတွေကိုအချက်ကအာနာပိုင်အဖွဲ့အစည်းကအာနာနဲ့ချုပ်ချယ်တယ်လုပ်ငန်းရှင်တွေဒနာရှင်တွေကပစ္စည်းဥစ္စာနဲ့ဖိနှိပ်တယ်ကျွန်တော်တို့ဘက်မှာပဲအပြစ်ရှိတယ်သူတို့တိမ့်စီးတဲ့ပုံကိုယ်ရောတိမ့်စီးပြီး အဲ့မှာလုတ်ကင်စားတောင်းနေကြတဲ့လုပ်ငန်းရှင်တွေရောသူတို့မှာအပြည့်မရှိဘူးလို့ပဲသူတို့ထင်နေကြွယ်ဥပဒေအရတော့တစ်ဖက်စောင်းယူလို့ကျွန်တော်ထင်တယ်။ဦးနေလင်းအောင်ဟာသူနေထိုင်ရာတက္ကံညောင်ကုန်းကြီးရွာကတောင်သူတယောက်ဖြစ်ပြီးအစိုးရအာဏာပိုင်တွေကသူ့လေတွေကို သိမ်းယူထားပါတယ်။2023ခုနှစ်မှာ အပြည့်တည်ဆောက်မဲ့ဒီပိုင်လန်းစီမံကိန်းတည်ဆောက်မှုဟာအတော့ကိုခီးရောက်နေတာဖြစ်ပြီးမြေယာသိမ်းဆည်းမှုတွေအထမရွှေပြောင်းမှုတွေဆက်လက်ပေါ်ပေါက်နေစေဖြစ်ပါတယ်။ နောင်အတွက်ဘုန်းကြီးတို့ဆိုရင်လည်းပေါ့ဟိုသူကပိုင်လိုက်နဲ့ကူကပေ50တော့အကျယ်ဝန်းရှိသေးတာဟုတ်အဲအဲ့ဒါကြီးကိုနောက်တစ်ချိန်မြန်ကားလန်းတို့ယထာလန်းတို့တရုတ်ကပေါ့သူ့အတွက်အသုံးပြုဖို့များလုပ်ရင်ပေါ့ဘုန်းကြီးတို့ဟုတ်လားဘယ်လိုလုပ်များလမ်းနေသွားရပါမလဲပေါ့နော်ဟိုစိုးရိမ်နေတာပေါ့တရုတ်ကခုမြေကြီးလေးတူတာတောင်မှသူတူထားတဲ့နေရာမှာဟုတ်လားအလန်နဲ့သူတေးဥလန်လေးစိုက်ပြီးမသွားရမလာရအကုန်လိုက်ပိတ်ထားတာတွေ့ရတာဟုတ် အဲ့ဘာမှပြောလို့လည်းမရဘူးဘုန်းကြီးတို့ဒီမှာတခါတလေတရက်နှစ်ရက်လောက်အပြင်ထွက်လို့မရဘူးပိတ်ပိတ်ရကြီးခြေထဲမှာနေနေရယခင်အစိုးရလက်ထက်ကလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်တွေနဲ့ဥပဒေချိုးဖောက်မှုတွေကိုဒီမိုကရေစီအစိုးရသစ်လို့သတ်မှတ်တဲ့ခေတ်မှာပြည်သူတွေဟာခါကော့အောင် ခံစားနေရဆဲဖြစ်ပါတယ်ခုဆက်လက်ပြီးရခိုင်တိုင်းရင်းသားဘာသာစီစဉ်ကို တင်ဆက်မှာပါ ကျောက်ပြူမြို့နယ်မှာရွှေတဘာဝတန်းငွေစီမံကိန်းကမော်တော်ယာဉ်တွေကြောင့်ပျက်စီးသွားတဲ့ကျောင်းစင်းကျောင်းတက်လမ်းကိုပြင်ပေးဖို့လက်ခမော်ကျေးရွာအုပ်စုကကျောင်းသူကျောင်းသားတွေဆန္ဒပြခဲ့ကြတဲ့အကြောင်းမြန်မာဘာသာစာတမ်းထိုးတင်ပြထားပါတယ်ရှင်။ဒီအပေအရဖီရခိုင်ဘာသာရုံးတဲ့အစီအစဉ်မှာကြောက်ဖို့မျိုးနေလက်ခမော်အုပ်စုက ကြောက်သူကြောက်သားတရာခင်းရီပိုစတာတီးကန်ဆောင်ပြီးဒီလက်မထောက်ကိုထောပြေဇူလိုင်လာကိုရာနီကစင်တာပရဟခဲ့ပါရီကြောက်သားတီးစင်တာပရဟခဲ့တဲ့တုံးကိုတွန်ပြပြပါမီကောဒီကလာကောဒီကောကုကမလေးတော့ခဲ့ကနနာဒဗလိုက်ဆန္ဒပြဟခဲ့တဲ့ကျောင်းသားတီကတော့ဟာကြောက်ဘူးမလို့နေလိခမော်ရောမှာလိခမော်ရောဟောင်းမလာကျွန်ဂုံရှင်ပရွန်ရီစားရီကြည်ရော်တီကကျောင်းသားကျောက်သူတီဖိုက်ခဲ့ပါရီ ူတို့တွေဂုံးရှိရထားတဲ့ကြောက်ကဖက်ပရိကေသူတို့ကြောက်တာနေရလင့်ဆိုရွှေသဘာဝတင်းခွင့်စီမံကိန်းကကာဂရီတီလလာပိုက်တဲ့အတော်နဲ့ပြစီလာဟာကေလေးဆောင်ပရင်လိုမပရူပရပိရိအတော်အခုပိုင်စင်တာပရဟာကေဆိုဖိုက်ပါရီအယွန်ကဒီလန်ရေစာတီမော်တော်ဆိုင်ကေထွက်လာကြည့်တီလလာလိုရကေလေးအခုတခုလေးလလာလိုမရအောင်ပြစီနေပါရီ ကျောင်းသူကျောင်းသားအတိမှာ ကျောင်းတာရဆိုကကောင်းဒုက္ခနဲ့ကုနေကြရပါတယ်။သမီးရောကျောင်းပါနေလားအလားတရားဖြစ်နေလို့ကဒါရဒီလားကျောင်းနေကြလို့မရပါသမီးတို့လားလို့ကျောင်းသားလူရပါလေကျောင်းသားကလည်းလားပါလေသူတို့ကျောင်းသားနေရလဲပြားစင်းနေရအတော်ကျောင်းသားကျောင်းသူတီအခါခုနေရဆိုကိုစင်တာပရက်ဆွန်မှာပါဝင်ရကိုတဲ့ကျောင်းသူတယောက်ကအခုပိုင်ပြောပါရီ 哦，今天干三年半左右，那么多路三年半吧嘞。人家公墓里的老老长路，路啊走走上路，没够吧？走到走走的个老老老小路，路啊没来吧？人家路啊老路没来吧？穿的个都二穿。ဒီပိုင်ကျောင်းသားတီဆန်တာပရရဲ့အတော်နဲ့ဂျာဂရုခရာရဲ့အော်ရှိုရင်မောအပါအဝန်လူပရီတီကလာရာပရီတီလမ်းကိုပရင်လိုလုပ်ပြီးဖို့ဗတိခန့်ခါရီလို့ဆိုပါရီ အခုကြောက်သူကြောက်သားတီတောက်ဆုံနေရင်ငလားကျွင်နေဂုတ်ရှိကြည့်ရောအဂရာလဲရင်ရောသားတီကိုထူကိုထားဘူးလောက်ထရီလန်ဖိုင်ပရီတီကြောက်ခုနုနဲ့ဒါရဆသေထားရီလို့သိရပါရယ်ကိုရီးယားကုမ္ပဏီတီဝူနဲ့အိန္ဒိယကုမ္ပဏီကလော်ရီကာရီတီနင်းညမပရဲလာလာနေစောကြောင်းကျုပ်တီဖုန်လဲပြပြစီလော့စောဖိုက်ပါရယ် ချေတဘာဝဒင်းဝိစီမေကင်းကောင်ဒေတာခင်ပြည်သူတိမှာအကျိုးကျေးဇူးတစုံတရာမခင်စားရပဲအခုပါရအခါခေကြားရောက်နေကြရပါတယ်ဒီကားကိုသိအောင်ပါဆိုတဲ့ ခုနခုနကလေးလန်းကိုပြန်လုံးပြဖို့ဆိုကိုရောတာဆူဆူပေါင်းနရာရှိုက်စီကလာမယ်ရီထိုဘရီကဂျာခုခရာအိုရှိုရီမိုဘောက်ကိုအယွန်ကားပုံစာရီမိတ္တရဲထားခါရီလိုပြော့ပါရီရောက်ပိုင်စတောင်းထောက်ကလေးတခုရှိလေးလုံးမပေးရီအတော့အခုပိုင်ကြောက်သားကြောက်သူဒီဆန်တာပရာမုံပေါ်ပေါလာဆိုခိုက်ပါရီဒီအပယ်အရေဖေရခိုင်ပါတာတို့တဲ့အစီအစဉ်ကဒီလောက်ပါပြည် ခရစ်ရှုအားပေးခဲ့တဲ့ဒီမိဖပရိသူအပေါင်းတို့ကိုကျေးဇူးအထူးတန်ရှိပါတယ်။ဒီညအတွက် RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမတင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ RFA ပရိသတ်ကြီးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။